မိပြရတွေကလူတွေလိုရှာနဲ့အရသာခဏမျိုးမဟုတ်ပဲနဲ့သူတို့ရဲ့ခြေထောက်တွေမှာအရသာကိုသိရှိနိုင်တဲ့အထူးပြုလုပ်ထားတဲ့အာယုံခံအမွေညွတ်တွေဒါမှမဟုတ်ခံစားမှုအင်္ဂါလေးရှိပါတယ်ဒီအရာကိုအာယုံခံကရိယာများ chemoreceptor လို့ခေါ်ပါတယ်ဒီအာယုံခံကရိယာတွေကအပင်အနေနဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ဓာတ်ရုပ်စီတွေကိုဓာတ်ရိုက်ထိတွေ့ပြီးတော့ခွဲခြားသိရှိနိုင်ပါတယ်အခြေခံအားဖြင့်ခြေထောက်ကိုနင်းလိုက်အောင်ဖြင့် တို့ရဲ့အပြင်ရဲ့ဓာတ်ဥဖွဲ့စည်းပုံကိုစမ်းသပ်ဆက်စည်းနိုင်တာဖြစ်ပါတယ်။လက်ပြတွေကခြေရောင်းနဲ့အရသာခန့်ချင်းအဓိကအရွယ်ချက်ကတော့ဥဖို့အတွက်အသင့်တော်ဆုံးအပြင်ကိုရှာဖွေခြင်းဖြစ်ပါတယ်။လက်ပြမျိုးစိတ်တစ်ခုချင်းစီကတို့ရဲ့ဒါလောင်တွေပိုးလောင်တွေစာတုံးဖို့အတွက်တခြားပြင်မျိုးစိတ်တူပဲလိုအပ်ပါတယ်။မိခင်လက်ပြကအပင်ပေါ်မှာတက်နေလိုက်တဲ့အခါမှာခြေရောင်းကအာယုန်ခံကြိယာတွေကနေ အပင်ရဲ့ဓာတ်ပစ္စည်းတွေကိုခန်းစားမိပြီးတော့ဒါဟာသူတို့တာသမီရဲ့အတွက်တင့်တော်ရဲ့အစာလားမတင့်တော်ဘူးလားဆိုတာကိုချက်ချင်းသိရှိနိုင်ပါတယ်။မျိုးစိတ်အများစုကသူတို့ရဲ့ဒါလောင်တွေကိုအပင်ကနေထုတ်လုပ်တဲ့အစိတ်အောင်ချုံကို စားသုံးစီပြီးတော့အဲ့ဒီအစိတ်တွေကိုဟိုခန္ဓာထဲမှာတူလောင်ကပါးကောင်တွေရဲ့ရန်အနေကကွယ်လေးရှိပါတယ်။ဒီလိုဓာတ်ရုပ်ပြရာအဆိုင်အချက်အလက်တွေကိုလည်းခြေအောင်နဲ့အရသာခန့်ချင်းဖြစ်သူတို့ကသိရှိကြပါတယ်။ ရွယ်ရောက်ပြီးသားလိပ်ပြာရီအနေနဲ့ပန်းဝရီဒါမှမဟုတ်အခြားရီတွေကိုစားသုံးတဲ့အခါမှာတော့သူတို့ရဲ့နမောင်ကိုအသုံးပြုပါတယ်။အစာစားတဲ့အခါမှာတော့ခြေအောင်နဲ့အရသာခန္ဓာထက်သူတို့ရဲ့နမောင်ကိုအသုံးပြုဖို့ပုံများပေမဲ့လည်းအပြင်အရသာတခြားပါဝင်မှုကိုရှာဖွေရမှာတော့ခြေရောက်ကပမာဏစံတမှုကိုလှုပ်ဆောင်ပေးပါတယ်။လိပ်ပြာတွေကသူတို့ရဲ့ခြေအောင်မှာရှိတဲ့ chemoreceptor တွေကိုအသုံးပြုပြီးတော့အိုးဖို့အတွက်အသင့်တော်ဆုံးအာဟာရဓာတ်အရှိဆုံးနဲ့ baking ဆုံးအပြည့်မျိုးစိတ်တွေကိုရှာဖွေရွေးချယ်ကြတာဖြစ်ပါတယ်။ဒါဆိုရင်တော့သူတို့ကဘာလို့သူတို့ရဲ့ခြေထောက်ကိုအသုံးပြုပြီးတော့ဒါဆိုရင်တော့လက်ပြားတွေကခြေထောက်ကိုအသုံးပြုပြီးတော့ဘာလို့အရသာခံနေစရာကိုသိရှိမယ်လို့ထင်ပါတယ်။ ကြောင်းရလေးကတော့တင်လာပါမယ်။နောက်ထပ်စိတ်ဝင်စားတဲ့အကြောင်းအရာများကိုလည်းရှင်းပြတင်ဆက်ပေးပါဦးမယ်။ကြည့်ရှုနာစင်မီတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်။